အားလုံးမင်္ဂလာပါယူလို့စတိုင်ယာရီကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။တင်ငယ်ကြီးတွေနဲ့စကား AC ပြောချင်လို့ဖြစ်စေ၊စားလို့ချင်လို့ဖြစ်စေ၊ coffee ဆိုင်မှာလူတွေအများများလို့စိတ်ချုပ်နေရပြီလား။ဒါဆိုရင်တော့တင့်အတွက်လှိမ့်နေပဲပုံအတိတ်ကလေးတစ်ခုကိုခေါ်သားပေးမှာဖြစ်ပါရစေ။ကတော့ဆန်းချောင်းမြို့နယ်မာကြီးလမ်းထဲမှာရှိပြီးတော့မှပြည်လမ်းဘက်ကနေရောကျွန်းလမ်းဘက်ကနေပါဝင်လို့ရပါတယ်။ဒီဇိုင်းလေးရရှိမှာတော့ကတ ਾਇ ယာဆိုင်လေးရှိပါတယ်။ review လုပ်ဖို့အတွက်ဒီဇိုင်းလေးကိုကျွန်တော်ကိုယ်တိုင်သုံးရစတိုက်တွားပြီးတော့မှလေ့လာထားတာဖြစ်ပါတယ်။ဆိုင်နဲ့ကိုဝင်လိုက်တာနဲ့တိုက်ရဲ့ကြော်ရှင်းတဲ့အသွင်မြင်ကိုမြင်ရမှာဖြစ်ပါတယ်။ ီဇိုင်းမှာတော့ coffee အပြင်ဂိတ်မုတ် AA နဲ့ဓမိကျော်တို့လိုအစာပြေစားစာတွေလည်းရပါသေးတယ်ဆိုင်လေးကနှစ်ထပ်ရှိတာမလို့ဒီလေကားလေးရရင်တက်လိုက်မယ်ဆိုရင်တော့ဖြင့်အတော်တန်ကျင်ဦးနဲ့အပေါ်ထပ်ကိုရောက်ပါပြီ။ဒီဆိုင်လေးကအဖြူနဲ့ပြာကိုပေါင်းဆက်ထားပြီးတော့မှရိုးရှင်းတက်ရက်တဲ့သူမျိုးကိုခံစားမိစေပါတယ်။ ဒီဆိုင်လေးကိုရောက်ခဲ့ရင်တော့ဒီဆိုင်ရဲ့ signature coffee လေးကိုတောက်ဖို့အတွက် recommend ပေးပါတယ်။ဆိုင်ကလူသိမ့်မတည်သေးတဲ့အတွက်လူတွေတော်တော်လေးရှင်းပြီးတော့မှအေးစစေးရှိလာပါတယ်။ကျွန်တော်ကတော့ရောက်ရောက်ချင်း coffee တစ်ခွက်လေးမှားထားပြီးတော့မှအလုပ်လေးလုပ်နေလိုက်ပါတယ်။ coffee ကတော့ဈေးတင်ပြီးတော့မှအရသာကတော့7 out of 10လောက်ရှိပါတယ်။လုံရင်းနဲ့လုပ်ပြီးတဲ့အခါမှာတော့ပိုက်ဆံလာတဲ့အတွက်တင်မြှောက်တပွဲပဲစားလိုက်ပါတယ်။ဒီမင်းချုံကတော့တပေါင်းစုံစုံဈေးပေးရပြီးတော့မှအရသာကတော့6 out of 10လောက်တော့ရပါတယ်။အေးတချို့မြန်ဆန်းကြည့်တဲ့အခါမှာတော့အရသာကတော့5 out of 10လောက်ပဲရှိပါတယ်။ဆိုင်ရဲ့ပြင်ဆင်ကတော့ရိုးချင်းတဲ့ပုံစံလေးနဲ့7 out of 10လောက်ရှိပါတယ်။ ဒီဇိုင်းလေးရဲ့တချို့အချက်ကကြတော့တလောင်းရှုပ်ခေါ်တဲ့ private one လေးရှိပါတယ်။အေးဆေးဆေးစကားပြောခြင်းလို့ဖြစ်ဖြစ်အလုပ်ခက်ဆက်တိုင်းပင်ခြင်းလို့ဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်။အသုံးပြုမယ်ဆိုရင်တော့ extra charge နေတဲ့တနာယူ9000ကျပ်ပေးသွင်းရမှာဖြစ်ပါတယ်။ဆိုတော့စိုင်းတက်လေးမှထိုင်ခြင်းတဲ့သူတွေလူတွေများတဲ့နေရာမှာအေးဆေးစားလုပ်ခြင်းတဲ့သူတွေအတွက်ဒီနေရာလေးကသွားသင့်တဲ့နေရာလေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုလို့ရှိရင်တော့ like and share လုပ်သွားဖို့မဖြစ်ပါနဲ့။နောက်ထပ်တင်ဆက်ခြင်းတဲ့ဗီဒီယိုလေးရှိလို့ရှိရင်လည်း comment တွေမှာဝင်ရောက်ရေးသားပေးသွားလို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လို့ကြပါမယ်။